ဲ့ဒီဂျမားအမျိုးသမီးကြီးကဘာပြောလဲဆိုဟောဒီတင်းကျပ်တဲ့စီမင်းစီကံဂရုတန်၈မျိုးထဲမှာတဲ့နံပါတ်၁ကဝါတရားယာပြီးဖြစ်တဲ့အမျိုးသမီးဘိက္ခုနီဟာဒီကနေ့မှယဟန်ဖြစ်တဲ့အမျိုးသားကိုအယုသိပေးရမယ်ဆိုတာဒီစီကံကျက်ဟာအလွန်မတရားတဲ့စီကံကျက်ပဲလို့ပြော မတရားဘူးတဲ့ဒီစီကံကျ။ तू ကအမျိုးသမီးတွေဘက်ကနေချိလာနော်။ချိပြီးတော့မတရားဘူးလို့ပြောတယ်။အဲဘုန်းကြီးကသူ့ကိုဘာရှင်းပြောရတော့ဆိုရင်ဥပဒေဆိုတာအမှန်တရားမဟုတ်ပါဘူးလို့ဥပဒေဆိုတာအမှန်တရားမဟုတ်ဘူးလို့အမှန်တရားဆိုရင်ဘယ်ခက်မှာပဲဖြစ်ဖြစ်အမှန်တရားအမှန်တရားပဲပြောင်းလဲလို့မရဘူး။ဥပဒေကအမှန်တရားမဟုတ်ဘူး။ လူအလုလောက်ထတာသာဖြစ်တယ်မင်းစဉ်းစားရမှာကလို့2500ကအိန္ဒိယနိုင်ငံရဲ့အခြေအနေ history ကိုမင်းစဉ်းစားလိုက်မယ်လို့အဲ့ဒီခေတ်မှာဘယ်လိုအနေထားရှိတယ်လဲဆိုတာသိရမယ်လို့အဲ့ဒီခေတ်မှာဒီဥပဒေမျိုးမလုပ်လို့ရှိရင်ပြဿနာတက်နိုင်တယ်လို့ဘာလို့တော့ဆိုရသော်ဘုရားပွင့်တာကအိန္ဒိယလူမျိုးတွေရဲ့အတိုင်းဝိုင်းထဲမှာပွင့်တာလို့သူ့နိုင်ငံမှာဖြစ်တယ် ူနိုင်ငံမှာဒီဥတွေမျိုးလုံမထားဘူးဆိုလို့ရှိရင်အိုးဝိုင်းပြောကြပြစ်တင်ကြနဲ့ပြဿနာတွေအမျိုးမျိုးတက်လာမှာလို့အဲ့ဒါကြောင့်မို့လို့မြတ်စွာဘုရားကဒီဥပဒေကိုထုတ်တာသို့တော်ဒီဥပဒေထုတ်ထားပြီမဲ့လို့ကြည်လို့မင်းစဉ်းစားကြည်လို့ရှင်သာရိပုတ္တရာအရှင်မျိုးကိုခေမာမေဗျာခေမာဘိက္ခုနီကိုပေးတယ်လေ ရှင်မောက္ကလံအဆင့်မျိုးကိုဥပလဝဏ္ဏထေရီကိုပေးထားပြီအမျိုးသမီးဘိက္ခုနီတွေလည်းလက်ဝဲရံလက်ရရံရှိတာပဲလို့တရားဓမ္မအဆင့်နဲ့ပတ်သက်ပြီးတော့ဘုရားကနှိမ့်ချတာမရှိဘူးသို့တော့လောကလူမှုရေးနဲ့ပတ်သက်တဲ့အခါကျတော့အဆင့်တန်းခွဲပေးထားဒါပြလို့ခွဲပေးထားတော့ဆိုအိန္ဒိယ society နဲ့လိုက်လျောညီတွေ့ရှင်းအောင်လုပ်ပေးရတာလို့အဲ့ဒါကြောင့်မို့လို့ မတရားတက်တက်လောက်တာမဟုတ်ဘူးလို့မြတ်စွာဘုရားကအမျိုးသမီးတွေရဲ့အမျိုးသမီးတွေကိုလည်းပဲအမှန်တရားပဲကြာတော့ယဟန္တာဖြစ်ခွင့်ထီအောင်ပေးထားတယ်လို့ယဟန္တာဖြစ်ပြီဆိုတော့ရှင်ဒါကအမျိုးသမီးဒါကအမျိုးသားလို့အမျိုးသားရဲ့အရတဖို့နဲ့အမျိုးသမီးရဲ့အရတဖို့ဟာမတူကွဲပြားတာဆိုတာမရှိဘူးလုံးဝတူတူပဲ ခွဲလို့ရတဲ့နေရာမှာ ခွဲတဲ့လို့ခွဲထားတာခွဲလို့မရတဲ့နေရာမှာခွဲเสียမလို့ဘူးလို့မင်းတို့နိုင်ငံမှာဟစ်တလာလက်ထက်ကဥပဒေဒီကနေ့ခေတ်လုံးလို့ရလားလို့ဥပဒေဆိုတာပြောင်းသွားပြီမရှိဘူးလို့ဆိုတော့သူကလက်ခံသွားတယ်နော်ဒီလိုဆိုတော့လေဟုတ်ပါတယ်ပြောတာနော်အဲ့လိုပေါ့တချို့အမြင်ကဘယ်လိုလဲဆိုရင် အမျိုးသမီးတွေကိုနှိမ်တယ်လို့ထင်တယ်ဥရိစွာအဲ့ဒါလို့မဟုတ်ဘူးဥရိစွာလိုအပ်လို့လောက်တာလို့ဘုန်းကြီးတော်အဲ့ဒီတုန်းကတခါရှင်းပြဘူးတတော်များများအဲ့ဒီပြဿနာတက်တယ်ပေါ့နော်တတော်များများအဲ့ဒီပြဿနာတက်တယ်ဒါကအမျိုးသမီးတွေဘိက္ခုနီလုံမယ်ဆိုရင်နံပါတ်1လိုက်နိုင်ရမယ်တမ္မဏိစီမြင်တစ်ခုပဲပေါ့ ဒါကိုကရုဓမ္မလို့ခေါ်တယ်နောက်တစ်ခုလိုက်နိုင်ရမှာပါတော့ဆိုလို့ရှိရင် အမျိုးသမီးတွေဟာဝါတွင်းကာလမှာတရင်တုံးနေထိုင်ပြီးဆိုလို့ရှိရင် အမျိုးသားယဟန်ဘုန်းကြီးကျောင်းမရှိတဲ့နေရာမရှိတဲ့အရက်မရှိတဲ့မြို့မရှိတဲ့ရွာမှာရက်တရင်တုံးခွဲမရှိဆိုလိုတာကအမျိုးသားယဟန်တော်တွေရဲ့ ထမ္မတရားဓမ္မနာယူဖို့အတွက်အမြဲတမ်းတွဲဖက်ထားတဲ့သဘောပေါ့။ဘုန်းကြီးကျောင်းမရှိတဲ့နေရာမှာဘိက္ခုနီကျောင်းမလုပ်အောင်မနေရဘူးလို့ဆိုတော့ဟွာတွဲကဒီလိုတတ်မှတ်ပေးထား။တစ်ဖက်တလန်းကနေပြီးတော့ပရိယပฏิပတ်ဆိုတဲ့အရေးချင်းတွေကိုအမျိုးသားယဟန်တော်တွေစီကသင်ယူအောင်။ဘာဖြစ်လို့လဲဆိုတော့ငန်းနေဆိုတော့အမျိုးသားယဟန်တော်တွေဘက်ကတတော်ကိုပြည့်ပြည့်စုံစုံစာပေကျမ်းဂန်နဲ့ပတ်သက်ပြီးတော့သင်နိုင်ပို့ချနိုင်ရှိနေပြီလေ။ ဒီကနေ့ခဲ့မှလည်းပဲကြိတ်လိုက်မယ်ဆိုလို့ရှိရင်တိလရှင်เจ้าနေဟာဘုန်းကြီးတွေကိုအားကိုးနေရတော့မယ်လေတပါစရိယစာကြရန်လို့သင်မယ်ဆိုရင်ဘုန်းကြီးเจ้าသွားစာလိုက်ရတာလို့เนาะအမျိုးသားတွေနဲ့တွဲဖက်ပြီးတော့ပရိယပฏิပတ်ချွန်းချင်အောင်ကြိုးစားကြတာဟာဒါမို့ခေတုံးကဆိုရင်တော့ပို့ပြီးတော့လိုအပ်မှာပေါ့ဒါကြောင့်မို့မြတ်စွာဘုရားဒုတိယစီကံကပါတယ် အမျိုးသားဘုန်းကြီးကြောင်းမရှိတဲ့နေရာမှာဘေကုဏီမှာဝမ်းဆိုးရဘူးသူတို့ဤတတ်တတ်နေလို့မရဘူးလို့ဒီလိုပြောတာဒါလည်းစီကံချက်ပဲအဲ့ဒီစီကံချက်ကိုအလေး၌တသက်လုံးမပြတ်မကွက်မဖောက်မဖြတ်ဖဲနဲ့လိုက်နိုင်ရမယ်လို့လိုက်နိုင်နိုင်ရမယ်ဟောနောက်တစ်ခုကဘာတော့ဆိုလို့ရှိရင် မျိုးသားရဟန်းတော်တွေစီကနေပြီးတော့မျောလင်းရမယ့်အချက်နှစ်ခုရှိတယ်။ဘာလဲလို့ဆိုရင်ဘယ်နေ့ဟာဥပုပ်နေ့ကြတယ်လဲ။ဘာဥပုပ်လဲဒီကနေ့ဆိုတာသွားပြီးတော့ရှောက်ထားရမယ်ဒါတစ်ချက်။နောက်ဩဝါဒခံယူဖို့ခွင့်တောင်းရမယ်ဒါတစ်ချက်။ဒီနှစ်ခုကမပြတ်မကွက်လောက်ရလို့ပြောတာ။မပြတ်မကွက်လောက်ရ။ဒါလည်းပဲအမျိုးသမီးလောကနောက်မှဝင်လာတာဖြစ်တဲ့အတွက်ကြောင့် ပညာရည်တွေမနှိမ့်ချအောင်လို့ရသော်ဗျာဒီစီမြင့်စီကံကိုကျွတ်တင်ဆွဲထားတဲ့သဘောပဲပေါ့ဟောနောက်ထပ်တစ်ခုကပါလဲလို့ဆိုလို့ရှိရင်ဒီဝါဒွင်းကဝါဒွင်းကာလ၃လသတင်း၃ပြီးပြီဆိုတဲ့အခါမှာဝါကျွတ်ပြီဝါကျွတ်တဲ့အခါကျတော့ဟိုဟိုဒီဒီ ိမိသွားလို့ရအရက်တွေကိုလွတ်လပ်စွာသွားတဲ့အခါမှာမသွားခင်ဘာလို့อ่ะပဝရဏဆိုတဲ့ဖိတ်မှန်ပัญจမှုလို့อ่ะဒီကနေ့ခေတ်ဟောသတင်းကျော့ဆိုရင်ပဝရဏဘွဲဆိုတာကြားဖို့ရလိမ့်မယ်ပေါ့အဲ့တော့ဘေကုဏီတွေဟာယဟန်တန်ဃာတွေရှိတခါပဝရဏပြုอ่ะပဝရဏဆိုတာ